ီနေ့မှာတော့ past continuous နဲ့ past perfect ဒီနှစ်ခုကြားတဲ့ကကွာခြားချက်ကိုရှင်းပြပြီးသွားမှာဖြစ်ပါတယ်။ကျွန်တော်ချေတို့ပထမအဦးဆုံး past continuous ရဲ့ဖွဲ့စည်းပုံကိုကြည့်ကြည့်အောင်။ကျွန်တော်သူ့ရဲ့ဖွဲ့စည်းပုံက was were plus verb ing ကျွန်တော်ဒီ was were plus verb ing tense ကိုချေတို့ပမာသုံးလဲဆိုတော့အတိတ်က တိကျတဲ့ကာလတစ်ခုမှာတောက်လျှောက်ဖြစ်လာခဲ့တဲ့ action ကိုပြောတဲ့အခါကျရင်ကျွန်တော်က was were plus verb ing ကိုသုံးပြရပါတယ်ဥပမာ I was talking on the phone when my parents arrived မိဘတွေရောက်လာတဲ့အခါမှာသူက ဖုန်းပြောနေခဲ့တာဖြစ်တယ်ဆိုတော့တောက်လျှောက်လှုပ်လာခဲ့တဲ့ action က ဖုန်းပြောနေတာဆိုတော့ was talking on the phone ဆိုတော့ဒီမှာ was ပဲ plus verb ing past continuous ကို သုံးထားတာဖြစ်ပါတယ်တိကျတဲ့အချိန်မှာတောက်လျှောက်ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြောတဲ့အတွက်ကြောင့် was ပဲ plus verb ing ကိုသုံးထားတာဖြစ်တယ်နောက်တစ်ခုကျတော့ past perfect tense ရဲ့ဖွဲ့စည်းပုံကိုကြည့်အောင် past perfect tense ရဲ့ဖွဲ့စည်းပုံက had plus verb 3ဖြစ်ပါတယ်ဆိုတော့ကျတို့ past participle လို့လည်းခေါ်ကြရတယ်ပေါ့နော်ဆိုတော့ဒီဟာကိုပဲချိန်နေမှာသုံးလဲဆိုတော့အတိတ်ကာလမှာဖြစ်ခဲ့တာတော့ဟုတ်တယ်ဒါပေမဲ့သူကအတိတ်ကာလကတိကျတဲ့အချိန်တစ်ခုမှာရှင်းစင်နောက်ဆင်ဖြစ်ခဲ့တဲ့ action နှစ်ခုအဲ့ဒီ action နှစ်ခုထဲမှာမှာကျတို့ပထမဦးဆုံးဖြစ်တဲ့ action ကို had plus verb 3နဲ့သုံးပေးရတာဖြစ်တယ် ဒုတိယဖြစ်တဲ့ action ကိုကျတော့ကျွန်တော် yoyo simple past tense နဲ့ verb 2ပဲသုံးပြရတာဖြစ်တယ်။ဆိုတော့ဥပမာစာကြောင်းလေးနဲ့ကြည့်ကြည့်အောင်။ I was tired because I had studied a lot. I was tired ပင်မနေခဲ့ဘာဖြစ်လို့လဲဆိုတော့ because I had studied a lot. nyaji စာရီအများကြီးလုပ်ခဲ့လို့ဆိုတော့ဒီမှာဆိုရင် ပင်ပန်းလာကအရင်လားစာလုတ်တာကအရင်လားဆိုတော့အဆုံးဖြတ်ရမယ်ဆိုတော့အတိတ်ကာလကတိကျတဲ့အချိန်တစ်ခုမှာရှင်းစင်နောက်ဆင့်ဖြစ်ခဲ့တဲ့ action တစ်ခုဆိုတော့စာလုံးမှပင်ပန်းမှဖြစ်တယ်ဆိုတော့စာလုတ်တာကအရင်လာတယ်ပင်ပန်းလာကနောက်မှလာတယ်ဆိုတော့အရင်လာတဲ့ fast action in the past ကိုသူတို့က had steady past perfect နဲ့တုံးပြီးတော့ဒုတိယ been man နဲ့ဆိုရဲဟာ was tired ဆိုတော့ was ဆိုရဲ verb to be ကိုကြတော့ you you simple past tense နဲ့တုံးထားတာဖြစ်ပါတယ်။ဒါကတော့ past continuous နဲ့ past perfect ကြားတဲ့ကမတူညီတဲ့ကွာခြားချက်ဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးရောထွေးတတ်တဲ့ grammar လေးတွေမသိတာတွေရှိရင် comment တွေမှာမေးခဲ့လို့ရပါတယ်။ကျွန်တော် page ကိုလည်း like and follow လုပ်ခဲ့ပါအားလုံးပဲ bye bye